လုံးမဲမင်္ဂလာပါကျမစောငိမ့်အေးပါဘဝကတင့်ကိုဘာကြောင့်ထက်ခါထက်ခါစမ်းသက်နေတာလဲဆိုတဲ့ကောင်းစလေးနဲ့မျှဝေဆွေးနွေးပေးပါမယ်ကျမတို့ရဲ့ဘဝဟာတခါတလေကြတော့ကိုယ့်ဘက်ကစူးစမ်းနေပါရဲ့နဲ့ပြဿနာတစ်ခုခုအစင်မပြေမှုတစ်ခုခုကိုပဲထက်ခါထက်ခါကြုံနေရတဲ့အတွေ့အကြုံကိုစိတ်တက်ကြတာမျိုးတွေရှိတတ်ပါတယ်ဒါပေမဲ့ဘဝဆိုတာကသင်္ကန်းစာတစ်ခုပြီးတစ်ခု chapter တစ်ခုပြီးတစ်ခုသစင်ချင်းစီတင်ကြားပေးတဲ့ဆရာသမားတယောက်နဲ့တူတဲ့အတွက်ကြောင့်မို့သင်ခန်းစာတစ်ခုကိုကိုယ့်ဘက်ကနေမကြေညက်သေးဘူးဆိုလို့ရှိရင်အဲ့ဒီဘဝသင်ခန်းစာကိုထက်ခါထက်ခါကိုယ့်ကိုပြန်ပေးနေပါလိမ့်မယ်ဒီသင်ခန်းစာကိုကိုတကယ်ပိုင်နိုင်ချောင်းတက်သေးပြနိုင်မှတာနောက်တဲ့သင်ခန်းစာအသစ်တစ်ခုပေါ့ new chapter ဆိုပြီးထပ်လေးလာခွင့်ရမှာဖြစ်ပါတယ်သင်ခန်းစာတစ်ခုကိုမချေသေးပဲပိုခက်တဲ့သင်ခန်းစာတွေကိုကျွန်တော်တို့ခုန်ကူးခြင်းလို့မရပါဘူး ဒါကြောင့်မို့ခက်ခဲတဲ့ခုခု အခြေအနေတစ်ခုခုမှာတဝဲလေလေပိတ်မိနေတဲ့အခါမှာမကြေမနက်ညင်ညူမနေပဲနဲ့ကိုဟာအဲ့ဒီဘဝသင်္ကန်းဆောင်ကိုမကြေညစ်သေးလို့ဒါဖြစ်ကြောင်းသဘောပေါက်နားလည်ပြီးတော့မှကိုယ့်ရဲ့နားလည်ကြံကြံမှုကိုတက်တည်ပြနိုင်အောင်ဆက်လက်ပြီးတော့စူးစမ်းနေရမှာဖြစ်ပါတယ်။ဥမာကျမတို့ရေငယ်ရဆိုစပိန်စီတင်နေဆိုလို့ရှိရင်ချက်ချင်းတစ်ခေါက်တည်းဘယ်သူမှမတက်ဘူး။ တက်ချင်တဲ့စိတ်ကြောင့်ဘာလို့ရလဲဆိုဒီ chapter ကိုပဲဟာဒီစပိန်ကိုပဲကြောက်ကြဲကြောက်ကြဲဒီလိုပဲလေအဲစီးနေပြီးလစ်ချစ်နေပြီးတော့မှလဲရင်လဲပြန်ထပြန်စီလဲရင်လဲပြန်ထဒီလိုပဲကျမတို့ကတင်ယူခဲ့ကြရတာဖြစ်ပါတယ်ဒီအနေထားမှာစိတ်ဓာတ်မြင့်တင်ဖို့အတွက်အချက်၄ချက်အနေနဲ့ကနံပါတ်၁ခက်ခဲကိုသင်ခန်းစာဖြင့်မြင်အောင်ကြည့်ပါနံပါတ်2ဘာကြောင့်ဒီတင်ကန်းစာကိုထက်ခါထက်ခါတင်နေရတာလဲဆိုတာကကိုကိုကိုပြန်လဲဆန့်စစ်ပါနံပါတ် သင်ယူမှုအစဉ်စဉ်ကိုလက်ခံပါနံပါတ်၄ကိုယ်ပိုင်တိုးတက်မှုကိုမှတ်တမ်းထားပါနံပါတ်၄ကိုယ်ပိုင်တိုးတက်မှုကိုမှတ်တမ်းတင်ပါကျမတို့တွေအခုလိုမျိုးပေါ့နော်ခက်ခက်တခုခုအခြေအနေတခုခုမှာပြိမိနေပြီးတဝက်လက်လက်ထက်တလက်လက်ဖြစ်နေရတဲ့အကြောင်းရင်း၃ချက်ကတော့နံပါတ်၁ soft sabotage ပေါ့မိမိကိုယ်ကိုနှောက်ယှက်တာတော့မိမိကိုယ်ဖြစ်စေတာပေါ့ ျမတို့တွေကဘာလဲဆိုတော့မအောင်မြင်မှာကိုကြောက်တာစူးစမ်းရင်တော့ဖြစ်တယ်ဒါပေမဲ့မစူးစမ်းဘဲနေခြင်းကကြောက်ရွံ့မှုကိုပို့ပြီးတော့မှ လွယ်ကူစေပါတယ်အရင်ကအမားတွေကိုပဲထပ်ပြီးတဝဲလဲလဲပြန်တွေးနေတာငမခဲ့တာပဲဆိုပြီးတော့မှ အတိတ်ကိုပဲအာယုံဆိုင်နေတာမျိုးပေါ့ မကောင်းတဲ့အလေးချင်းတွေနဲ့ကိုယ်ကိုဖုံးထားတယ်။ဥမာဆိုရင် procrastination အချိန်ဆွဲတတ်တဲ့အလေးချင်းရှိတာမျိုးပေါ့။ဒါတွေသည် sub subordish မိမိကိုယ်ကိုနှောင့်ရှက်ဖြစ်စေနေတဲ့အရာဒီမှာ example သုံးခုမျှဝေခဲ့တာဖြစ်ပါတယ်။ဒုတိယအချက်အနေကပါလဲဆို comfort zone အလုံးတည်တဲ့အတိုင်းတတောင်းတတာနယ်ပယ်ထဲမှာပဲနေတာဒီနယ်ပယ်ရဆိုတာနေလို့တော့အရန်ကောင်းတယ်အဲ့ဒီနယ်ပယ်မှာတိုးတက်မှုမရှိပါဘူးအသက်ဆန်းတွေကိုရှောင်ရှားတာပေါ့ဒီတိုင်းနေမှာဖြစ်ပါဘူးဆိုရင်မှအမြဲတမ်းပြောင်းလဲမှုတွေကိုကြောက်နေတာတွန်းဆုံနေတာ လေကူတဲ့အလုပ်တွေကိုပဲရွေးပြီးတော့မှကိုလှုပ်တာစိန်ခေါ်မှုမရှိတဲ့အရာတွေနဲ့အချိန်ဖြုံးနေတာနဲ့အထုထပါပဲအောင်မြင်မှုကိုမယုံကြည်တာဟာငါတို့ကတော့ဒီထက်ပိုမဖြစ်နိုင်တော့ပါဘူးဆိုပြီးကိုကိုကို limited belief ကန့်တတ်ထားတဲ့ဘယ်သူမှကန့်တတ်တာမဟုတ်ကိုကိုကိုကန့်တတ်ထားတဲ့ limited belief တွေကြောင့်မဖြစ်ပါတယ်နံပါတ်3အကြောင်းရင်းကတော့ mindset ကိုယ်ရဲ့ mindset တွေအတွေ့အခေါ်တွေယုံကြည်မှုတွေလွဲမှားနေတာဖြစ်ပါတယ် face mindset ပေါ့နော်ကိုကိုကိုဟာငါမာဒီဆိုင်ရှိဘူးလို့ကိုအဆုံးသက်တယူတန်ပြီးတော့မှလက်ခံလိုက်တာ fake mindset တမားတွေမျိုးလဲဖြစ်နိုင်တယ်။နောက်အမားကိုရှစ်တာကိုတခုခုလုံးမိလိုက်တယ်ဆိုငါလုံးလိုက်တယ်ဆိုလို့ရှိရင်ငါမားတယ်ဆိုလူတွေကငါ့ကိုစောင့်နောက်ကြမှာပဲဆိုပြီးမှ သူများဝေဖန်မှာအစနောက်မှာကိုစိုးရိမ်နဲ့စိတ်နဲ့အမားကိုရှစ်တယ်အမားကိုကြောက်တယ်ဒါကြောင့်မို့လုံးဝကိုမစူးစမ်းတော့ပါလေဖြစ်နိုင်တယ်လို့စူးစမ်းဖို့ကိုရည်တနိုင်တာလည်းဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကကံအပေါ်မိခိုးတာပေါ့အလွန်အမင်းမိခိုးတာမျိုးဆိုလိုတာဖြစ်တယ်ကံကောင်းမှဖြစ်မယ်ဆိုတဲ့စိတ်ထားနဲ့အဲ့လိုမျောလင်းချက်လေးနဲ့ကံကောင်းလာတာကိုပဲစောင့်ရင်းနဲ့ action လို့ခေါ်တဲ့လုပ်ရက်မရှိတာကိုဆိုလိုတာဖြစ်ပါတယ် ဒီလိုမျိုးထက်တလဲလဲဖြစ်နေတဲ့အကြောင်းရင်း၃ချက်ကိုကျွန်မမျှော်ဝေပြီးတဲ့နောက်မှာဒီပြဿနာတွေဖြစ်ခဲ့တယ်ဆိုရင်ဘယ်လိုကျော်လာမလဲပထမအကြောင်းရင်းဖြစ်တဲ့ sub subordination ပေါ့မိမိကိုယ်ကိုနောက်ရှိဖြစ်စည်းနေတဲ့အခါမျိုးမှာအမားတွေကနေသင်ခန်းစာယူပြီးတော့မှရှစ်စဖို့လိုပါတယ်ဒုတိယအကြောင်းရင်းဖြစ်တဲ့ comfort zone နဲ့ရောက်နေတဲ့လူဆိုလို့ရှိရင်တနေ့တနေ့ကိုအစ်စ်အစ်စ်တခုလေးတွေစမ်းကြည့်ပြီးတော့မှလှုပ်ကြည့်ပြီးတော့မှရှေ့ဆွဖို့လိုပါတယ် တတိယကြောင်းရင်းဖြစ်တဲ့ကိုယ့်ရဲ့ mindset က fake mindset လိုမျိုးဖြစ်နေကြတဲ့မျိုးဆိုလို့ရှိရင်ငါမဖြစ်နိုင်ဘူးဆိုတာထက်လက်တလုံးမှာငါမဖြစ်နိုင်သေးဘူး not yet ဆိုတဲ့စိတ်ထားလေးမွေးပြီးတော့မှရှေ့ဆက်စ조사ဖို့လိုပါတယ်ဒီကျမမြောက်ဝေခဲ့တယ်ဒီအကြောင်းရင်း၃ချက်တည်းဒီပြဿနာတွေဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ဘယ်လိုကျော်လွန်မလဲဆိုတာကိုလေ့လာပြီးတဲ့နောက်မှာဒီချစ်တွေကိုသတိထားပြီးတော့ ထက်တလဲလဲဖြစ်နေတဲ့တန်တရာတွေကနေယုံထွက်လိုက်ပါကြာရှုံးမှုမရှိပဲအောင်မြင်မှုဆိုတာအရသာမရှိပါဘူးဘဝကတင်းကိုစမ်းတက်နေတာဟာတင်းမကျင့်ကျစ်သေးလို့မဟုတ်ပဲနဲ့တင်းပိုမိုကြီးမားတဲ့အောင်မြင်မှုအတွက်အစဉ်တင်းဖြစ်အောင် train နေလို့ပါဒီဗီဒီယိုလေးကနေကိုတို့အကျိုးတစုံတရာရလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီဗီဒီယိုကို ထက်ခတ်ထက်ခါစံသက်ခံနေရတဲ့ကိုယ့်ရဲ့တငယ်ချင်းလေးတဦးဦးစီကို မျှဝေပေးလိုက်ပါ။ကျေးဇူးတင်ပါတယ်။ကျမလည်းအစ်စ်အစ်စ်တွေနောက်ထပ်မျှဝေနိုင်ဖို့ကြိုးစားပါမယ်။ Bye for now. See you next video. Let's go to some soul.